အားလုံးပဲမင်္ဂလာပါမြန်ခရစ်တောနဲ့ပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ကတော့ခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Hora Airdrop အနေနဲ့မိတ်ဆက်သွားတဲ့ project တွေတဲကတခုအကြောင်းကိုဖြည့်ပြပေးသွားချင်ပါတယ်အဲ့ဒါကတော့ Debesy ရဲ့အကြောင်းဖြစ်ပါတယ်ပရမအောင်ဆုံးအနေနဲ့ကျွန်တော်ဒီ page ကိုသွားချင်တယ်ဆိုရင် More က launch push ဆိုတဲ့ထဲကိုရောက်အောင်သွားပါပြီးပြီဆိုရင်ကျွန်တော် Hora Airdrop တွေက Binance ကဒီအထက်မှာတောက်လျှောက်ပေးနေတာအားလုံးသိထားတဲ့အတိုင်းပါနော်နည်းနည်းလေးအောက်ကိုဆင်းလိုက်မယ်ဆိုရင် Debesy ရဲ့အကြောင်းကိုကျွန်တော်တို့ဖတ်လို့ရမှာဖြစ်ပါတယ် 2စီပေါ့နော် Binance မှာ Hora Airdrop အနေနဲ့လည်းပေးသွားခဲ့တယ် Binance Alpha ကနေပြီးတော့လည်းမိတ်ဆက်သွားခဲ့တဲ့ token တစ်ခုဖြစ်ပါတယ် BNB တစ်ခုရှိတဲ့သူတွေအတွက်ကျွန်တော်တို့2.07 Diversity token တွေရခဲ့တာဖြစ်ပါတယ်အဲ့တော့ diversity token နဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်ကိုသိချင်တယ်ဆိုရင် asset clay 30ကိုနှိပ်ပြီးတော့ beauty day ကနေတွားကြည့်လို့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ diversity နဲ့ပတ်သက်ပြီးတော့ Binance ကလှုပ်ပေးထားတဲ့ Hora Airdrop announcement page လေးကိုရောက်သွားမှာဖြစ်ပါတယ်။ ဒဘစီဆိုတာကကျွန်တော်တို့48ခုမြောက် project ဖြစ်ပါတယ်ဘယ်သူတွေကို ပေးတာလဲဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ BNB rate ကို simple အနေနဲ့မှာထည့်ထားတဲ့သူတွေအွန်ချိန်ကြီးလောက်ထားတဲ့သူတွေကိုပေးတာဖြစ်ပါတယ်တက်မှတ်အချိန်လေးတစ်ခုရှိတယ်6လပိုင်း26ရက်နေ့ကနေပြီးတော့6လပိုင်း28ရက်နေ့အတွင်းမှာဒါကိုယ်မှရှိနေတဲ့ BNB rate က simple အန်ဒါမှမဟုတ်အွန်ချိန်ကြီးမှာရှိနေတယ်ဆိုရင်တော့ဒဘစီ token တွေကိုကျွန်တော်တို့ဟိုတာ airdrop အနေနဲ့ reward ရမှာဖြစ်ပါတယ် Binance မှာလည်း trading လုပ်လို့ရနိုင်ပြီဖြစ်ပါတယ်ကျွန်တော်တို့ဆယ်လားပိုင်းနှစ်ရက်နေခရေကအတိုင်း deposit token တွေကို Binance ရဲ့ spot မှာ trading လုပ်လို့ရနိုင်ရဖြစ်ပါတယ် trading လုပ်လို့ရတဲ့ token pair တွေကလည်းထုံးစံအတိုင်း၅ခုရှိပါတယ် Binance ရဲ့ holder agent ကဘယ်လိုလူတွေကိုပေးတာလဲဆိုတာဒီလောက်ဆိုရင်တော့နားလည်သွားကြမယ်လို့ထင်ပါတယ် project ရဲ့အကြောင်းကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြရအောင်ပါ project ရဲ့နာမည်ကတော့ double 0 token ရဲ့သင်္ကေတက 2c double 0ပေါ့နော်ကျွန်တော်ကတော့ double 0လို့ပဲခေါ်လိုက်မယ် ခေါ်လို့ကောင်းလို့ဖြစ်ပါတယ်။မိတ်ဆွေတို့ကတော့ဒူးစီလို့ခေါ်လဲရပါတယ်။ Debezy ရဲ့ Total Token Supply ကတော့10 billion အထိရှိမှာဖြစ်ပါတယ်။ Maximum Token Supply ကလည်း10 billion အထိရှိမယ်။ Hora Airdrop ကိုပေးသွားခဲ့တဲ့ token ပမာဏကတော့35 million Debezy token တွေကိုပေးသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်5 million Debezy token တွေကိုလည်းတီချာမားကတ်တင်းကမ်ပိန်းအနေနဲ့ spot listing လာတဲ့အချိန်မှာပြိမယ်ဆိုပြီးတော့ရေးထားတာတွေ့ရပါတယ်။ Circulating supply အနေနဲ့ကတော့ကျွန်တော်တို့ စုစုပေါင်းတိုးတဲ့ token supply ရဲ့34တသမ0.1ရာခိုင်နှုန်းအထိရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါက3.47 billion diversity token တွေအထိရှိတာဖြစ်ပါတယ်။ Circulating supply ဆိုတာကတနည်းအားဖြင့်နားလည်အောင်ပြောရမယ်ဆိုရင် Binance လိုမျိုး exchange တွေမှာ spot listing ပြီးသွားတဲ့အချိန်ဈေးကွက်တစ်ခုပေါ်လာပြီပေါ့နော်။အဲ့ဒီဈေးကွက်တစ်ခုပေါ်လာတဲ့အချိန်မှာအယောင်းဝယ်လို့လို့ရတဲ့လေပတ်နေတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။ smart contract အနေနဲ့ကတော့ double z က solana ဘောကနေလာတယ် solana network ဘောက smart contract တခုကိုတွေ့ရမှာဖြစ်ပါတယ် double z token တွေကို solana blockchain ဘောကနေရမယ်ပေါ့နော်အဲ့တော့ဒီ double zero token တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင် binance ကနေပြီးတော့ research report တခုလုပ်ပေးထားတာရှိရဲဒါကိုတွားကြည့်လို့လည်းရတယ်သူရဲ့သက်ဆိုင်ရာ website တွေ white paper တွေကိုဖတ်ချင်တယ်ဆိုရင်တော့ဒီ project link ဆိုတဲ့အောက်မှာ website တွေ white paper တွေကိုတွားကြည့်လို့ရမှာဖြစ်ပါတယ် Binance ရဲ့ research report ကိုဖတ်လိုက်မယ်ဆိုရင် Double 0က Blue Mew Project လေဆိုတာကိုကျွန်တော်ပို့ပြီးတော့သိနိုင်မှာဖြစ်ပါတယ်။ Double 0ဆိုတာကတော့ high performance global network တစ်ခုဖြစ်ပါတယ်။အခုလက်ရှိကျွန်တော်တို့ blockchain နယ်ပယ်မှာပေါ့နော်။ latency တွေများပြီးတော့စစ်တာဖြစ်တဲ့ကိစ္စတွေရှိတယ်။ဒါတွေကိုကျွန်တော်အသေးစိတ်လေးနည်းနည်းလေးဆက်ပြီးတော့ရှင်းပြပေးပါမယ်။ Double 0က blockchain တွေတခြား distributed system တွေအတွက်တည်ဆောက်ထားတဲ့ high performance global network တစ်ခု။ သူမှာ fiber based network တခုလည်းတည်ဆောက်နေတယ်။ blade data တွေကိုပို့ပြီးတော့စွမ်းဆောင်ရင်ကောင်းလာဖို့အတွက် latency နည်းတဲ့ connection တွေကို blockchain node တွေမှာအသုံးပြုနိုင်အောင်လို့ဖန်တီးပေးမဲ့ပုံစံမျိုးဖြစ်ပါတယ်။လက်ရှိအချိန်မှာ blockchain node အတွက်ပေါ့နော် pain point လေးတွေရှိတယ်။အဲ့ဒါတွေကပါလဲဆိုတော့ latency မြင့်နေတာ jitter တွေရှိနေတာအစရှိသဖြင့် pain point တွေရှိမှာပေါ့နော်။ဒီနေရာမှာ jitter ကပါလဲဆိုတာကိုကျွန်တော်နည်းနည်းလေးမျှဝေပေးခြင်းနဲ့ jitter ဆိုတာက network တစ်ခုမှာကျွန်တော် data တွေကိုပေးပို့ရတဲ့အချိန်မှာ interberry မညီမညာဖြစ်တာကိုဆိုလိုတာပါ။ဥပမာအနေနဲ့ကိုက voice call တခုပြောနေတယ်ဆိုရင်ဒီ voice data တွေကို millisecond အတွင်းမှာပေးပို့ဖို့လိုအပ်တယ်။အကယ်၍အဲ့ဒါကမှကျွန်တော်တို့က stable ဖြစ်ဖြစ်မပို့နိုင်ဘူးဆိုရင်ဥပမာအနေနဲ့20 millisecond နဲ့လာတယ်။နောက်တစ်ခုက50 millisecond နဲ့လာတယ်။နောက်တစ်ခုက10 millisecond နဲ့လာတယ်။ဒီလိုမျိုး uneven arrival time တွေက jitter ဖြစ်ပါတယ်။ jitter ရှိရင်ဘာဖြစ်နိုင်လဲပေါ့နော်။ ဲ့တော့နဝတခုမှာကျွန်တော်တို့ jitter တွေဝင်နေပြီဆိုရင် voice call ပြောတဲ့အခါမှာ robotic sound တွေဖြစ်နေတာမျိုးတွေ live stream မှာ audio တွေ video တွေက error ဖြစ်နေတာမျိုးတွေကြုံရနိုင်တယ်။ gaming မှာဆိုရင်လည်းကျွန်တော်တို့ lag ဖြစ်နေတဲ့ပုံစံမျိုးတွေဖြစ်သွားနိုင်တယ်။ဒါက jitter ရှိတာပေါ့နော်။ double 0က jitter မရှိအောင်ဆောင်ရွက်ပေးမယ်။အဲ့ဒီအတွက် data package တွေကိုကျွန်တော်တို့က consistent timing နဲ့ပေးပို့နိုင်မယ့် network တစ်ခုဖြစ်လာမယ်။ streaming တွေ gaming တွေ blockchain node တွေ communication တွေစတဲ့ ျွန်တော် low latency sensitive application တွေအတွက် အရေးကြီးတဲ့ global network တစ်ခုဖြစ်လာနိုင်ပါတယ်။အဲ့ဒီအတွက် double 0ကဒီလိုမျိုး jitter မရှိတဲ့ bandwidth တွေကို blockchain ecosystem အတွက်ပေးဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။နောက်ပြီးတော့လက်ရှိ blockchain နဲ့ပတ်မှာ high quality bandwidth contributor တွေအတွက်ကျွန်တော်တို့ market mechanism တွေမရှိသေးဘူး target ကိုလည်း double 0ကနေဖြည့်ရှင်းသွားမဲ့ပုံစံမျိုးတွေရှိတယ် contributor rate အနေနဲ့ double z token တွေကို reward အနေနဲ့ပြန်ရနိုင်မဲ့ပုံစံမျိုးတွေဖြစ်ပါတယ် span transition နဲ့ duplicate ဖြစ်တာတွေကိုလည်းဒီ double zero ကသူ့ရဲ့နဝါကနေတဆင့်ဖြည့်ရှင်းပေးသွားနိုင်မဲ့ပုံစံမျိုးတွေစူးစမ်းဖို့ရှိနေတယ်ပေါ့နော် double zero token ရဲ့ utility တွေကိုကြည့်မယ်ဆိုရင်လည်း resource တွေကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့က payment token တစ်ခုအနေနဲ့ double zero token ကိုသုံးလို့ရတယ်ပြီးတော့ contributor တွေကို reward ပေးတဲ့နေရာမှာလည်း double zero token ကိုသုံးသွားမယ်နောက်တစ်ခုက network contributor တွေ resource provider တွေအနေနဲ့ double zero token တွေကို stake ပြီးတော့ လင်းတွေနဝရီကိုစားပစ်ပေးတဲ့နေရာမှာလဲ staking အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ် delegation အနေနဲ့လည်းအသုံးပြုနိုင်မယ် token holder တွေက reserve provider တွေစီမှာ double zero token တွေကို stake လုပ်ထားခြင်းအပြင်ကိုကလည်း delegator အနေနဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဒါကတော့ double zero token နဲ့ပတ်သက်တဲ့ use case တွေဖြစ်ပါတယ်လက်ရှိအချိန်မှာလဲ double zero token က token စေးကနေပြီးတော့ dollar 50 million အထိရရှိထားတယ် တပည့်ဇီရို project ရဲ့နောက်ကွယ်မှာ Marty Quan Capital တို့ Dragon Fly Capital တို့စတဲ့တိုင်ယာဝိုင်း investor တွေလည်းပါဝင်နေ token nominee အနေနဲ့ကတော့ကျွန်တော်တို့ခုနကပြောခဲ့ပြီးပြောတော့တပည့်ဇီက10 billion အထိ supply ရှိမှာဖြစ်ပါတယ်လက်ရှိအချိန်မှာ circulating supply အနေနဲ့လည်းကျွန်တော်တို့3.47 billion အထိရှိနေတာဖြစ်ပါတယ်တပည့်ဇီ token နဲ့ပတ်သက်တဲ့ distribution ကိုလည်းဒီအောက်မှာပြပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် token release schedule လည်းတခါရဲတွဲပြီးတော့ပါတယ်ပေါ့နော်ဒါကတော့ Binance ရဲ့ research report က ဒီလိုမျိုး data တွေကအစတွဲပြီးတော့ပြပေးတာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုရင်ကိုယ်တိုင်ကိုကြလာပြီးတော့ဖတ်ကြည့်လေ့လာလို့ရမှာဖြစ်ပါတယ်အဲ့တော့ table 0ရဲ့အကြောင်းကိုနှိမ့်ချရမယ်ဆိုရင်တော့သူက blockchain application တွေမှာရှိတဲ့ bandwidth တွေကိုကျွန်တော်တို့ high performance connectivity layer တခုဖြစ်လာဖို့ရည်ရထားတယ်။ web3 ray defi နဲ့ gaming နဲ့ streaming တွေစတဲ့ sector တွေမှာကျွန်တော်တို့ latency sensitive use case တွေကို target လုပ်ပြီးတော့ကူညီပေးသွားမယ် high performance global network တခုဖြစ်ပါတယ်။ โอเคပါဒါဆိုရင်တော့ Binance ရဲ့ Hora Airdrop ကနေတစင်မိတ်ဆက်သွားခဲ့တဲ့ Double 0 Double Z token ကဘယ်လိုမျိုး project လဲဘာတွေလောက်သွားမဲ့ project လဲဆိုတာကိုတော့အနေကျင်သားနဲ့သွားကြမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လဲကျွန်တော်တို့ Hora Airdrop ကနေပြီးတော့မိတ်ဆက်လာတဲ့ project တွေတဲကကောင်းမှုရရ project တွေကိုရှာပြီးတော့တင်ဆက်ပေးပါအောင်မယ်။ဗီဒီယိုကိုဆုံးတိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲ trade time မျှကြပါစေခင်ဗျာ။